မမရဲရဲနဲ့ဒီလိုဖြစ်တတ်တယ်ဒါကြောင့်မို့တင်ယူမှုကတိတ်ပြီးတော့အရေးကြီးပါတယ်မြမပြည့်ရဲ့စာပေတင် जा မှုဟိုဒီနာကအိန္ဒိယနိုင်ငံမှာရှိတဲ့တက္ကသိုလ်ကြီးတွေကပမောက္ခကြီးတွေကတီးကြတယ်တီးတယ်ဆိုတာသူတို့နှုတ်ကပြောတာကိုဘုန်းကြီးတို့ကိုယ်တိုင် နားကလည်းကြားခဲ့ဘူးတယ်ပေါ့မြမပြည့်ကတန်ဃာတွေဟာတဲ့ ပါဠိပိဋကနဲ့ပတ်သက်ပြီးတော့ကျွမ်းတင်ကြတယ်။တပည့်တွေမှာတတ်ကြတယ်ဆိုတာသူတို့ကိုယ်တိုင်နှုတ်ကနေထုတ်ပြီးတော့ပြောတယ်။မှန်တယ်။တခါတော့ကရန်ကုန်မှာဗုဒ္ဓဘာသာညီလာခံကြီးကျင်းပတဲ့အချိန်မှာ Buddhist education ဆိုတဲ့အခန်းမှာဆွေးနွေးကြတဲ့အချိန်မြန်မာနိုင်ငံကဓမ္မစရိယရတဲ့ပုဂ္ဂိုလ်ရဲ့အကြီးချင်းနဲ့ပတ်သက်ပြီးတော့ အိန္ဒိယဒေလီယူနီဘာစီတီကထောက်တာပွဲရတဲ့ဆရာတော်တစ်ပါးပမောက္ခကြီးတစ်ပါးနေပြီးတော့ဘယ်လိုထိအောင်ပြောသွားတော့ဆိုရင်မြတ်မပြေကဓမ္မစရိယအရေးချင်းဟာသူ့ရဲ့တာပါတယ်လို့ပြောတာဒါမြတ်မပြေကစာသင်သားတွေလောက်အားရဆိုကောင်းအေးတချို့ကထင်ရှားလိုက်မယ်ဒေါက်တာဘွဲ့ဆိုတာ ထင်ကြီးကောင်းကြည်ကြလိမ့်။ဘုန်းကြီးတို့ရထားတဲ့ဒေါက်တာဘွဲ့ဆိုတာဒီဗမာပြည်ကတင်ထားတဲ့ပညာရပ်ပါပဲ။ဒီတဲ့ပို့ပြီးတော့ထူးခြားတဲ့ပညာရပ်မဟုတ်ပါဘူး။ဗမာပြည်ကတင်ထားတဲ့ပညာရပ်တွေကြောင့်မလို့ဘာသာစကားလေးပြောင်းပြီးတော့ရေးရုံနဲ့ပဲဒီဒေါက်တာဘွဲ့ဆိုတာရလာနိုင်အထင်ကြီးစရာအကြောင်းမရှိပါဘူး။တကယ်ကတော့ဒီဘွယ်တူးကုံတူးဆိုတာအထင်ကြီးစရာအကြောင်းမရှိဘူး။ တကယ်အထင်ကြီးစရာကောင်းတာတော့အခုလိုစာသင်တန်းကြီးတွေမှာတင်ကြားလာလို့ဆောင်းဝဲတွေအောင်လို့ရလာတဲ့ဘွဲတွေမှာအခုလိုပထမကျော်ဘွဲတို့ဟောသာသနာလင်္ကာရသာမဏေကျော်ဘွဲတို့ဆိုတာဒါတွေကမှတကယ်အထင်ကြီးစရာကောင်းတယ်ခါရွှေနာစရောကြီးကတခါပြောဘူးတယ်ဘိဒ္ဓဇာရကရကစားဆရာတော်ရက်ပြောတယ်တို့ဘိဒ္ဓဇာရတယ်ဆိုတာတဲ့မချီးကျူးတော့ပါဘူးတဲ့ တကယ်ချီးကျူးတိုက်တာတော့ဆံမွေးအောင်လို့ရတဲ့ဘွဲကမှချီးကျူးတိုက်ပါတယ်လို့ဒီလိုပြောဘူးမရှိဘူးဒါတကယ်မှန်တဲ့စကားတစ်ခုပဲပေါ့တကယ်မှန်တဲ့စကားတစ်ခုအဓိကကြတာစာပေသင်ကြားမှုပဲအဲ့ဒီစာပေသင်ကြားမှုဆိုတဲ့အဓိကကြတဲ့အချက်ကိုဘုန်းကြီးတို့တို့မျက်ခြေမပြတ်ဖို့အမှန်တမ်းမှအရေးကြီးတယ်တဲ့